တွားရောက်နေထိုင်ဖို့လူတိုင်းအိမ်မက်မတားကြတဲ့ကမ္ဘာလူနေမှု အစဉ်တန်းမြင့်ဆုံးမြို့၅မြို့ပြည်သူများအားလုံးမင်္ဂလာပါကမ္ဘာလွားကဒူဂျာဆန်ပြာအကြောင်းအရာများကိုပုံမှန်တင်ဆက်ပေးနေတဲ့ဒီပြီးတော့ channel ကနေကြိုဆိုပါရစေလူနေမှုဘဝအစဉ်တန်းမြင့်မားမှုကိုလူသားတိုင်းသဘောကျကြပါရစေတောင်းတတက်ကြပါရစေကိုမရနိုင်တဲ့ဘဝတွေကိုအားကျတတ်ကြပါရစေဒီနေ့မှာတော့လူတိုင်းရဲ့အိမ်မက်ဖြစ်တဲ့ကမ္ဘာပေါ်မှာလူနေထိုင်မှုအစဉ်တန်းမြင့်ဆုံးမြို့ကြီး၅မြို့ရဲ့အကြောင်းကိုတင်ဆက်ပေးလိုက်ရပါတယ် နံပါတ်1ဘီယနာအော်စတြေးလျနိုင်ငံဘီယနာမြို့ဟာဥရောပရဲ့ရှေးဟောင်းအလာတရားနဲ့ခေတ်သစ်အဆင့်မီမှုကိုပေါင်းစပ်ထားတဲ့မြို့ပါဒီမြို့မှာယဉ်ကျေးမှုအမှုပညာဂီတနဲ့ဘီတုကလက်ရာတွေအရန်ကြွယ်ဝပါတယ်လူနေမှုဆေးကတော့အနည်းငယ်မြန်မာပေမဲ့ရရှိတဲ့ဝန်ဆောင်မှုနဲ့ဘဝအရေးသွေးကလည်းအဆင့်မြင့်ပါတယ်တည်ယူပို့ဆောင်ရေးစနစ်ကခြေလျင်သွားလို့ရအောင်ဖန်တီးထားပြီးသပိန်စည်းဖို့လမ်းကြောင်းတွေလည်းကြဲကြဲပြန့်ပြန့်ရှိပါတယ်ပညာရေးနဲ့ကျန်းမာရေးစနစ်တွေကလည်းကမ္ဘာထိပ်တန်းမှာပါဝင်နေပါတယ် လုံခြုံတဲ့ပတ်ဝန်းကျင်နဲ့တန်ရှင်းလက်ဆက်တဲ့လူလူကြောင်းနေထိုင်မှုအတွက်လူတိုင်းစိတ်ကူးယဉ်တတ်ကြတဲ့မြို့လေးဖြစ်ပါတယ်။နံပါတ်2ဇူရစ်ဆွစ်ဇာလန်နိုင်ငံဇူရစ်မြို့ဟာဥရောပရဲ့ဗန်ဒါယီပိုဌာနကြီးဖြစ်ပြီးကျန်းသာကြွယ်ဝမှုနဲ့လူနေမှုအဆင့်တန်းမြင့်မားမှုတွေကြောင့်နာမည်ကြီးပါတယ်။မြို့ပြနေရာခြားထားမှုကအရန်စနစ်ကျပြီးတန်ရှင်းတဲ့အသွင်ပြင်ကိုတွေးရမှာပါ။ဒီမြို့မှာရေကန်တွေတောင်တန်းတွေနဲ့တဘာဝလှတရားတွေကမြို့ထဲမှာပဲရှိနေသလိုပါပဲ။အလုတ်ကင်ခွင်လန်းကောင်းတွေအများကြီးရှိပြီး လားကနှုံးထားတွေလည်းမြင်မာပါတယ်။ဒီနှုံးကတော့အတော်လေးမြင်မာပေမဲ့ဝင်ငွေကလည်းမျက်နှာကြောင့်ဟန်ကျဲညီနေပါတယ်။နံပါတ်3ကိုပင်ဟေကင်ဒိမတ်နိုင်ငံကိုပင်ဟေကင်မြို့ဟာဆွစ်ဇာလန်ပြည်ရင်ကမ္ဘာပျော်ရွှင်ဆုံးလူမျိုးတွေနေထိုင်ရာမြို့လို့ဆိုကြပါတယ်။ဒီမြို့ရဲ့ဒလိဒူးတကူကဟီးလို့ခေါ်တဲ့နှွေးထွေးပြူငါတဲ့ခံစားမှုကိုတန်ဖိုးထားတာပါပဲ။စပိန်စီးရင်ကျေးမှုကအရန်ခေစားပြီးမြို့တော်ဝင်ကိုယ်တိုင်တောင်စပိန်နဲ့တွာလာတတ်ပါတယ်။ဒီမြို့မှာဒီဇိုင်းစမ်းသစ်တဲ့အဆောက်အုံတွေ ရှေးရောင်းနန်းတော်တွေအတူရှင်တွဲတည်ရှိနေပါတယ်။ကလေးမိသားစုတွေအတွက်အထူးတင့်တော်ပြီးလူမှုဖူလုံရေးစနစ်ကလည်းကမ္ဘာပေါ်မှာအကောင်းဆုံးပါပဲ။နံပါတ်၄ကယ်လ်ဂရီကနေဒါနိုင်ငံကနေဒါနိုင်ငံကကယ်လ်ဂရီမြို့ဟာတဘာဝပတ်ဝန်းကျင်နဲ့မြို့ပြဖွံ့ဖြိုးမှုကိုဟန်ချဲညီညီ ပေါင်းစည်းထားနိုင်တဲ့မြို့ပါ။ရော့ကီတောင်တန်းရဲ့အနီးမှာတည်ရှိပြီးလာပါစမ်းကြတဲ့တဘာဝအလှတရားတွေကိုခန်းစားရမှာဖြစ်ပါတယ်။ဒီမျိုးရဲ့စီးပွားရေးကစွမ်းရည်လုပ်ငန်းပေါ်မှာအခြေခံပေမဲ့ ်ဤပညာလုပ်ငန်းတွေလည်းမြန်မြန်ဆန်ဆန်ကြီးထွားလာပါတယ်လူမှုအတိုင်းဝန်းကလည်းပေါ်ရွေပြူငါပြီးနိုင်ငံတကာလူမျိုးပေါင်းစုံနေထိုင်ကြပါတယ်ပညာရေးစနစ်နဲ့ကျန်းမာရေးဝန်ဆောင်မှုတွေကစင့်မြင်ပါပါတယ်နံပါတ်5စစ်တနီဩစတြေးလျနိုင်ငံဩစတြေးလျနိုင်ငံရဲ့စစ်တနီမြို့ဟာရာသီဥတုကောင်းမွန်မှုလှပတန်ရှင်းတဲ့ကမ်းခြေတွေနဲ့နိုင်ငံတကာမှာနာမည်ကြီးပါတယ်ဒီမြို့မှာကဘာကျော်စစ်တနီအော်ပရာယုံလိုအဆောက်အုံတွေရှိပါတယ်။လူနေမှုပုံစံကပြင်ပကဘာကိုဦးစားပေးတာကြောင့်ပင်လယ်ကမ်းခြေမှာအားစားလုပ်တာ လမ်းလျှောက်တာတွေလူကြိုက်များပါတယ်။ဒီဘွားရေးခွင်လန်းတွေကျွဲသွားပြီးဤပညာဘန်ဒါရေးနဲ့ကုတန်းရောင်းဝယ်ဘူဌာနလိုမျိုးလည်းဖြစ်နေပါတယ်။မျိုးပြအခြေခံအဆောက်အုံတွေတည်ယူပို့ဆောင်ရေးစနစ်တွေကခင့်မီထိရောက်ပါတယ်။ဆုံးထိကြည်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။